မင်္ဂလာပါရှင်။နိုဝင်ဘာလ10ရက်စနေနေ့ရက်ထူးထူးခြားခြားပြုရင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းမိုင်းခွဲဖြက်စီးခံရမှုကြောင့်ရထားခရီးစဉ်နှစ်ခုကိုရှားရက်ဆိုင်နေတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မော်လမြိုင်ရထားလမ်းမိုင်းရေတိန်စိတ်ဘူတာနဲ့တုံဝန်းဘူတာကြားရှိရထားလမ်းအားအကြံဖက်အဖွဲ့ဝင်များမှနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းကမိုင်းခွဲဖြက်စီးခဲ့ကြောင်းသိရပါတယ်။ အမှတ်686အစုံကြောက်ရထားသည်တင်စိတ်ဘူတာနှင့်ဒဝင်းဘူတာကြားယထာလန်မိုင်နိုင်း125မြင်းဆောင်16နှင့်125မြင်းဆောင်19ကြားအရောက်အကြံပတ်ဖွဲ့မှယထာလန်အားမိုင်းခွေဖြစ်စီရာကြောင်းကြောက်ရထား၏စကောင်းအပါအဝင်ယထာရဲလေးတွေလမ်းချော်ခဲ့ပြီးယထာတန်လန်20ခန့်ပြစီခဲ့ကြောင်းသိရပါသည် ဒါကြောင့်လုံခြုံရေးအဖွဲ့ဝင်များနဲ့မြမမီရထားမှတာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီးဖြည့်ဆည်းထားတဲ့ရထားတန်လန်းအားပြန်လည်ပြင်ဆင်နိုင်ရေးနဲ့လမ်းချော်နေတဲ့ရထားတွေများအားပြန်လည်တည့်မတ်နိုင်ရေးတို့အတွက်ဆောင်ရွက်နေရှိကြောင်းသိရပါပါရှင်။ဆလတ်တင်ဆက်ပြီးမှာကတော့ချောင်းမြူနယ်စီပင်မှအကြီးအကဲအမျိုးသမီးတအူးနဲ့၎င်းရဲ့သားနဲ့သမီးဖြစ်သူတို့ကို PDF များကတနက်ဖြန်ပြစ်တတ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသကြီးချောင်းမြို့နယ်စီပင်မအကြီးတန်းစီမြို့သမီးတအူးနဲ့၎င်းရဲ့သားနဲ့သမီးဖြစ်သူတို့ကို PDF များကတနက်ဖြန်ပြသက်ခဲ့ကြောင်းသိရပါဗျာ။ ဖြစ်စဉ်မှာချောင်းမြို့နယ်မြို့မရက်ကွယ်နေချောင်းမြို့နယ်စီမင်းသားရေးကော်မတီမှအကြီးတန်းစည်ရေးဖြစ်သူဒေါ်တီရာ55နှစ်သည်၎င်းရဲ့သားဖြစ်သူမောင်တော်စင်လင်း28နှစ်တမီးဖြစ်သူမဆုမြတ်ယတနာ25နှစ်တို့နဲ့တူနေအိမ်မှာရှိနေစဉ်နှွေမှာ3ရက်ည10နာရီခန့်က PDF ရှေဦးကမော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီးတလန်များလို့ပြောဆို၍တနက်ဖြန်ပစ်ခတ်တက်ဖြတ်သွားခဲ့တာကြောင့်၎င်းတို့သုံးဦးတွင်ကြီးထိမှန်တရားများရရှိကာတည်ဆုံးခဲ့ကြောင်းသိရပါသည်။ ပြခတ်တက်ဖြတ်မှုများလှုပ်ဆောင်ခဲ့သူများကိုအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလူဝတ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရပါပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူလူသက်မှုဖြင့်ဗန်းစီခံရတဲ့တွင်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်တွင်နေထိုင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရှမ်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူဦးဆိုင်ရွှေဒီလူသက်မှုဖြင့်ဗန်းစီခံရကြောင်းသိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာ၄ရက်နေ့နဲ့၂နှစ်နာရီဝန်းကျင်က တောင်ကြီးမြို့နယ်အေးသာယာမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေတီရဲ့အိမ်တွင်မွေးထားတဲ့ကြက်များကို လာရောက်ခူယူသူလော်တာကောဆိုင်းထွန်းစာဆိုသူအားဦးဆိုင်ရွှေဒီနဲ့၎င်းရဲ့သားဖြစ်သူဆိုင်းကျော်စုမိုးတို့ကဒေါ်သာအယောင်ရိုက်နှက်မိခြင်းဖြစ်ကြောင်းသိရပါတယ်။အခုလိုရိုက်နှက်ခံရမှုကြောင့်ကြံများအားလာရောက်ခူယူသူလော်တာကောဆိုင်းထွန်းစာမှာတည်ဆုံသွားခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်လက်ရှိတွင်တောင်ကြီးမြို့နယ်အေးသာယာမြို့နယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဦးဆိုင်ရွှေဒီနဲ့၎င်းရဲ့သားဖြစ်သူဆိုင်းကျော်စုမိုးတို့ကိုဥပဒေအရအေးအေးယူထားကြောင်းသိရပါတယ်ရှင်။